အားလုံးမင်္ဂလာပါဗျာဖော်ဝါဒီနီမီညာနေပြန်လည်ကြိုဆိုပါရစ်ဗျာဒီနေ့မှာတော့ကျွန်တော်က software update လုပ်နေမြဖြစ်မှာဖြစ်ပါတယ်အရင်နေ့တွေတော့ကျွန်တော်က system ပေါ့နော် phone ရဲ့ system တစ်ခုလုံးက update လုပ်နေမြပေးခဲ့ပါတယ်အရန်လွယ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအသုံးပြုတဲ့ software လေးတွေပေါ့နော်ဒီဟာလေးလေးကို update လုပ်နေမြပေးမှာဖြစ်ပါတယ်ကျွန်တော်အသုံးပြုတဲ့ software လေးတွေကဖြစ်လို့ရှိရင်တော့လည်းအရန်အဆင်မပြေပါဘူးဒါကြောင့်မို့ကျွန်တော်သုံးနေရမြန်မြန် update ဖြစ်နေမှုလိုပါတယ် အဲ့လို update ဖြစ်နေမှုကျွန်တော်တွေ play store မှာ edit လုပ်ပြရမှာဖြစ်ပါတယ်။တီဗီသားမိတ်ဆွေများပါတယ်ဗျာ။မသိသေးတဲ့မိတ်ဆွေများအတွက်မြားပေးခြင်းဖြစ်ပါတယ်။ထုံးစံတိုင်းပဲ play store ဝင်လိုက်မယ်။အဲဥပမာဆိုကြပါစို့ကျွန်တော်တို့ရဲ့အဲကျွန်တော်တို့ Facebook ဆိုပါတော့ကျွန်တော်တို့ Facebook account တွေရှိတယ်။ကျွန်တော်တို့ရဲ့ Facebook account တွေကိုကျွန်တော်တို့က update လုပ်ခြင်းတယ်။ Okay အဲ့ဒါဘယ်လိုလုပ်အောင်မလဲ။ဒီမှာဆိုကျွန်တော်က play store ဝင်လိုက်မယ်။ဝင်လိုက်ပြီးတော့ Facebook ဆိုပြီးရှာလိုက်မယ်။ FA ကျွန်တော် Facebook ပြီးရှာလိုက်မယ်။ ကျွန်တော်ရှာလိုက်လို့ရှိရင်ဒီမှာကျွန်တော်တို့ကကျွန်တော်ဒါဆိုမနေ့ကမှကျွန်တော် every လုတ်ပြီးတယ်ဒါဆိုကျွန်တော်တို့လုတ်ဆက်မလို့တော့ဟုတ်ဟုတ်ပြီဒါဆိုရင် messenger ရော MESS ကျွန်တော် messenger ရော update ဖြစ်လာအဲဒါဆိုရင် messenger update မလုတ်ရသေးပါဘူးဒီမှာကြည့်လိုက်ပါအဲဒါဆိုကျွန်တော်တို့ဒီကောင်လေးလေးကို update လုတ်ပေးဖို့လိုပါတယ်ကျွန်တော်သုံးတဲ့ software တွေက update ဖြစ်နေမှသာလင်ကျွန်တော်အဆင်ပြေတာပေါ့နော်ဒါဆိုကျွန်တော်ဒီကောင်လေးကို update လေးနှိပ်လိုက်မယ် ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့က software တွေအများကြီးပဲတစ်ခုချင်းလိုက်ပြီး update လုပ်နေရလားဆင်မပြေဘူးဆိုရင်တစ်ခါတည်း update လုပ်လို့ရနေကိုမြောက်ပေးမယ်เนาะအဲ့တော့ကျွန်တော်ဆိုရင်ကျွန်တော်တို့တွေပြန်ထွက်လိုက်မယ်ကျွန်တော်ပြန်ပြန်ထွက်လိုက်မယ်เนาะပြန်ထွက်ပြီးတော့ပြန်ဝင်ပြမယ်ဝင်ပြပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမှာရှိတဲ့ profile လေးပေါ့အဲကျွန်တော်ဒီမှာရှိတဲ့ profile လေးကိုချက်လောက်နှိပ်လိုက်မယ်เนาะအဲနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်က manage အဲကျွန်တော်ပါတယ်မ manage add and device ဆိုတာလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်เนาะ โอเคအဲ့ဆိုရင်ဒီမှာ update ဆိုတာဒီမှာပါပါရနော်ဒီမှာအဲ့ဒီမှာ update နေရာလေးပါအဲဒီကောင်လေးကိုဒီကောင်လေးကိုတစ်ချက်လောက်နေလိုက်ပါအဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကတနေရာတည်းမှာတစုတစည်းတည်းကို update လုပ်လို့ရတဲ့နေရာလာပါပြီအဲ့တော့ပိုကောင်းတာတစ်ခုကကျွန်တော်တို့ကဟို update လုပ်ခြင်းတဲ့အရာလေးတွေကို update လုပ်ခဲ့ရုံပဲအဲ့တော့ကျွန်တော် update မလုပ်ခြင်းတဲ့အရာတွေကိုခြံထားခဲ့လို့ရတယ်အကုန်လုံးလုပ်ခြင်းလို့ရှိရင်လည်းဒီမှာ all ဆိုတာလေးပါတယ် all နေလိုက်ရုံပဲအကုန်မလုပ်ခြင်းရင်လည်းကျွန်တော်ရွေးပြီးလုပ်လို့ရတယ်ကျွန်တော်ဆိုရင်အောက်ဆုံးအနေနဲ့သွားမယ် ဒီဟာဒီအောက်ဆုံးမှာရှိတဲ့ဒီမှာเนาะကျွန်တော်အောက်ဆုံးမှာရှိတဲ့ WD Studio တို့ YouTube တို့ဒါတွေကကျွန်တော်တို့က update လုပ်มาဖြစ်ပါတယ်ဒါ update လုပ်လိုက်မယ်အဲဒါလည်း update လုပ်လိုက်မယ် okay ဒီမှာ DVBN လည်း update တော်ပေါ်လာပြီ VPN လည်း update လုပ်လို့ရတယ် update update ကျွန်တော်လုပ်လိုက်မယ် WhatsApp update လုပ်လိုက်မယ်ဟော wave wave မှာငွေရှာလဲမရှိမှလည်း wave update တွေပေါ်လာပြီဟာ wave update လုပ်လိုက်မယ်အဲစပြီပေါ့เนาะဒီမှာကျွန်တော်ဒီကောင်တော့ဒီကောင်တော့မလုပ်သေးဘူး ။အော်ပြီးတော့ဒေါင်တာလည်းမလုပ်သေးဘူး TikTok update ပေါ်လာပြီ။ TikTok ကိုလည်း update လုပ်လိုက်မယ်။အဲစပိမောတော့ဒီမှာဒီမှာပြီးလို့ရှိရင် Telegram နဲ့ update ပေါ်လာပါပြီ။ Telegram နဲ့ update လုပ်လိုက်မယ်။ဒီဒီမှာပြီးလို့ရှိရင်ဒီမှာမှာ speed.vpn နဲ့ရမ်းမိုက်တယ်ဒီကောင်လေးကိုလည်း update ကျွန်တော်လုပ်လိုက်မယ်အဲစပါမှာ screen recorder လည်းအခုကျွန်တော်အသုံးပြုတဲ့ screen recorder လည်းကျွန်တော် update ပေါ်လာပြီဒီကောင်လေးကိုလည်း update ကျွန်တော်လုပ်လိုက်မယ် ငါစားပြပုံတော့ဒီမှာ update တွေအများကြီးပဲမှာ pinterest လည်း update ပေါ်လာပြီ pinterest ကို update လုပ်မယ်အဲစားပြပေါ်အဲမှာ now လည်း update ပေါ်လာပြီ now vpn လည်း update လုပ်မယ်အဲ MA player တော့ update တော့မလုပ်နဲ့เนาะ MA player version အစ်တမှာကြောင်ညာလေးပါပါတယ် okay အဲပြီးလို့ရှိရင်တော့ဒီမှာ meter တို့တရားတော့ message မှာကိုဖုန်းနဲ့ကြည့်ပြီးတော့မှာ chrome နဲ့ update လုပ်မယ် gmail တွေ update လုပ်မယ်စဖြစ်ပုံတော့ဒီမှာကျွန်တော်တို့ရဲ့ဖုန်းထဲမှာ ဖုန်းထဲမှာလိုအပ်တဲ့အရာတွေအားလုံးကိုကျွန်တော်အမြဲတမ်းအသုံးပြုနေတဲ့ software တွေပေါ့နော်ကက်ကပ်လို software မျိုးတွေဒီအမျိုးလေးတွေကျွန်တော်အမြဲတမ်း update လုပ်ပေးမှုလိုပါတယ်ကိုအသုံးပြုနေတဲ့ software တွေအများဆုံး software တွေပေါ့ဒါမှ update လုပ်မယ်ဆိုလို့ရှိရင်လည်းဒီမှာသူ့ဘက်သူပြီးသွားလို့ရှိရင်ပြီးသွားလိမ့်မယ်သူ့ဘက်သူပြည့်သွားလိမ့်မယ်ကိုကူပြန်ထွက်ပြီးတော့ကြိုက်တာပြန်သုံးယူမယ်မနော်ဒါဆိုရင်ဒီမှာကက်ကပ်ဆိုလဲ update ပေါ်လာပုံနေပြီးတော့မှကက်ကပ်လည်း update လုပ်လိုက်မယ် โอเคมาคัมบาร์ได้อัปเดตลงไล่มั้ยဒါတော့ကျွန်တော်မိတ်ဆွေများတယောက်နဲ့တယောက်သုံးနိုင်ခြင်းတော့မတူဘူးမိတ်ဆွေများကိုသုံးတဲ့ software ကိုကိုယ့်ကို update လုပ်ပေးရမှာဖြစ်ပါတယ်ဗျာကျွန်တော်တူတူတဲ့ update လုပ်လိုက်မယ်ဗျာအဲဗီဒီယို download နားလဲ update လုပ်လိုက်မယ်ဗျာโอเค ဒါဆိုရင်တော်တော်လေးကိုစုံစုံလင်းလင်းဖြစ်သွားပြီအဲ့လိုပဲကျွန်တော်မိတ်ဆွေများဖုန်းကအခုလိုအသုံးပြုနေတဲ့ software လေးလေးကို update လုပ်ခြင်းအခုတိုင်လုပ်လို့ရတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်လာပြီးများပေးတာပါဗျအရန်လွယ်ပါတယ်မသိသေးတဲ့မိတ်ဆွေများတို့များပေးခြင်းဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်မိတ်ဆွေများကိုလည်းအဆင်ပြေလို့ channel တဲ့ layer screen နေပြီးအပိတ်ကြပါအောင်ဗျနောက်ဗီဒီယိုမှာလည်းအခုလိုမျိုးကျွန်တော်တို့ခုနှစ်မျိုးကောင်းမွန်တဲ့ software လေးအသုံးပြုနေလေးနဲ့ပြန်လာပါအောင်ပဲဗျအားလုံးကျေးဇူးတင်ပါတယ်ဗျာ